မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုအထင်းမှာသင်လို့ရှင်တာဟူသမ ्या ကို manifest ဖြစ်စေဖို့ university ကသင်လို့ရှင်တာကိုဘလို့တောင်းဆိုရမလဲဆိုတာကိုရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့စင်တာတွေကို university ကဂယုမစိပေးနဲ့ထားတယ်တော့ခံစားမိပါသလားကိုလိုရှင်တာတွေကို university ကဘလို့ပဲတောင်းတောင်းဘာတစ်ခုမှမပြောင်းလဲဘူးလို့ခံစားမိပါသလား အဲ့ဒီလိုဆိုရင် universe ကသင်တောင်းဆိုတဲ့အရာဟူသမ ्या ကိုမငင်းဆင်ပေးအကုန်လုံးပြုတ်လုတ်ပေးနိုင်တဲ့ဤနေရှိနေဆိုတာကိုသိပါသလားအခုပြောပြပေးနေတာကတော့ဒေါက်တာဂျိုးဒီစပင်ဆာရဲ့ဤနေအတိုင်းပဲဖြစ်ပါတယ်ဒီဤနေကအရင်ကိုစွန့်အားရှိတဲ့ဤနေတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီဤနေကိုအသုံးပြုလိုက်တဲ့အခါအခွင့်အရေးနဲ့သက်ဆိုင်တဲ့တကွားတွေပွင့်ပြီးရင်မြောင်များစွာသောအခွင့်အရေးတွေဟာမိတ်ဆွေစီတော့ရောက်ရှိလာပါလိမ့်မယ် အဲ့ဒီအခါမိတ်ဆွေရဲ့ဆန္ဒတွေမိတ်ဆွေလိုချင်တဲ့အရာတွေဟာပုံမလွေးကူမြင်ဆင်စွာ manifest ဖြစ်လာပါလိမ့်မယ်။ကျွန်ုပ်တို့ဟာကိုလိုချင်တဲ့အရာတွေကိုရဖို့ကြိုးစားတဲ့အခါတောင်းဆိုကြတယ်မျှော်လင့်ကြတယ်ဒါပေမဲ့ universe ဟာစိတ်ပြက်အားငယ်မှုကို တုံ့ပြန်မှုမရှိပါဘူး။ universe တုံ့ပြန်တာက သေချာမှုကိုပဲတုံ့ပြန်တတ်ပါတယ်။ အခုပြောပြနေတဲ့ဒီဗီဒီယိုကိုအဆုံးထိနားထောင်ခြင်းအပြင် University ကသင်လို့ရှင်တဲ့တုံ့ပြန်မှုကိုရရှိလာအောင်ဘလို့ပြုလုပ်ရမလဲ University နဲ့ဘလို့အဆက်အသွယ်ပြုလုပ်ရမလဲဆိုတာကိုသိရှိနားလည်သွားပါလိမ့်မယ်။အောင်မြင်နေတဲ့လူအများစုဟာချမ်းသာကြွယ်ဝမှုတွေချစ်ချင်းမေတ္တာတွေကျဲမာမှုတွေပျော်ရွှင်မှုတွေကို သူတို့ဘဝအထိကိုဘလို့ဆွေးငင်မလဲဆိုတာကိုသိရှိနားလည်ကြပါတယ်။ ကုလရှင်နာကိုကုဘဝအထေးကိုဆွေးငင်ဖို့ကြိုးစားတဲ့အခါအပြုသဘောဆောင်တဲ့ positive thinking ကို တွေးတောယုံနဲ့မလုံလောက်သေးပါဘူးအဓိကအရေးကြီးတာက energy alignment ပဲဖြစ်ပါတယ်ကုလရှင်တဲ့အရာတွေကိုကုဘဝအထေးကိုဆွေးငင်ညှို့ယူနိုင်ဖို့အဓိကအရေးကြီးတာသည် energy ကိန်းညီဖို့လိုအပ်ပါတယ်အဲ့ဒါကိုတည်တည်ရှာရှာမှတ်ထားပါ ဒါဒီမိတ်ဆွေတို့အနေနဲ့အသုံးချရမယ့်တိကျတဲ့တစ်ခုသေးသောနည်းလမ်းပဲဖြစ်ပါတယ်။ဒီနည်းလမ်းကိုအသုံးချလိုက်ပြီးတာနဲ့တစ်ပြိုင်နက်မိတ်ဆွေတို့ရဲ့ဘဝမှာအပြောင်းအလဲတွေကိုချက်ချင်းစတင်မြင်ရပါလိမ့်မယ်။ energy ကိုင်ညီသွားပြီဆိုရင် ကိုယ်ဘဝအထင်းမှရှိတဲ့အရာအလုံးဟာအပြောင်းလဲတွေဖြစ်လာပါလိမ့်မယ်။ဒါကြောင့်ဒီဗီဒီယိုအထင်းမှကိုလိုရှင်တဲ့အရာနဲ့ energy ကိုင်ညီလာအောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ universe မှာရှိနေတဲ့အရာအားလုံးဟာရည်ရွယ်ချက်တစ်ခုနဲ့စတင်ခေကြတာပဲဖြစ်ပါတယ်။ဘေးအရာမဆိုရုပ်ပိုင်းဆိုင်ရာအရှိအနေမှာ manifest မဖြစ်သေးမီပေါ့နော်။ပထမဆုံးအနေနဲ့အတွေးတစ်ခုအနေနဲ့ရှိခဲ့တယ်။ idea တစ်ခုအနေနဲ့ရှိခဲ့တယ်။ center တစ်ခုအနေနဲ့ရှိခဲ့ကြပါတယ်။ ဒီနေရာမှာလူအများစုမှားယွင်းနေတဲ့အရာတစ်ခုတော့ရှိပါတယ်။အဲ့ဒါကသူတို့ဟာ university ကို အာနေပြီးရင်မရှင်းမလင်းတဲ့ရည်ရွယ်ချက်တွေကိုပို့လွှဲလိုက်တယ်။အဲ့ဒီအချိန်မှာကိုပစီကအာနေတဲ့ရည်ရွယ်ချက်တွေကိုပို့လွှဲတာမို့လို့သူတို့အတွက် university ကဘာတစ်ခုမှ မတုံ့ပြန်ပေးနဲ့နေတယ်။ဒါကြောင့်သူတို့အနေနဲ့အဲဘာကြောင့်ကိုလိုရှင်တာတွေမဖြစ်လေးဆိုပြီးတော့တွေးတောမိကြတယ်။ အဲ့ဒါကိုဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မိတ်ဆွေဟာစားသောက်ဆိုင်တစ်ခုသေးကိုသွားလိုက်တယ်ဆိုပါစို့အဲ့ဒီအချိန်မှာသပွေးထိုးနဲ့တွေ့တယ်အဲ့ဒီတော့သပွေးထိုးကိုကိုကပြောတာပေါ့နော်ငါကအစားသောက်လို့ရှင်တယ်အဲ့ဒီလိုပြောလိုက်တဲ့အခါသူကဘလို့ပြန်ပြောမလဲဘာတွေဖြစ်လာမလဲသပွေးထိုးရဲ့စိတ်ထဲမှာလုံးဝကိုရှုပ်ထွေးသွားမှာပေါ့ ီတော့မိတ်ဆွေပြောရမှာကကိုလိုရှင်တဲ့အစားအစာကိုတိသဲမှားယူပြောဆိုရမှာပေါ့ကိုကဘာလို့ရှင်လေဥပမာဆိုပါဆိုစက်သားတုပ်လို့ရှင်ဒီဆက်တဲ့အစားအသောက်တွေစားရှင်ဒီအေးအေးသောက်ရှင်ဒီအေးအေးသောက်ရှင်နေဆိုရင်လေဘလို့အေးအေးမျိုးတွေစသဖြင့်ပေါ့နော်ကိုလိုရှင်တာကိုတိတိသင်သင်ရှင်းရှင်းလင်းလင်းပြောတဲ့ဖို့လိုပါတယ် တင်လို့ရှိတဲ့အရာကိုရှင်းလင်းပြသစွာမပြောနိုင်ခေဘူးဆိုရင်တင်ဟာတင်အမြင်တကယ်လို့ရှိတာကိုရရှိမှာမဟုတ်ပါဘူး။ Universe ကလေဒီလိုပဲအလုပ်လုပ်ပါတယ်။မိတ်ဆွေတို့ရဲ့စင်တာဟာရေရာသေချာမှုမရှိခဲ့ဘူးဆိုရင်ရလဲကလေမသေချာမရေရာတဲ့ရလဲတွေကိုရလာပါလိမ့်မယ်။ဥပမာဆိုပါစို့ငါပျော်ရွှင်မှုတွေရရှင်နေငါငွေတွေအများကြီးလိုအပ်တယ် ဲ့ဒီလိုပြောနေတော့ရလဲတွေကကိုလိုရှင်တဲ့ရလဲတွေရလာပါမလားမိတ်ဆွေအနေနဲ့ဘာကိုလိုရှင်သလဲဆိုတာကို တိတိကျကျသိတဲ့အခါအရာအလုံးကပြောင်းလဲလာပါလိမ့်မယ်ဒါကြောင့်ငါရှမ်းသာရှင်ပါလေဆိုတဲ့စကားကိုပြောနေမိအစငါတလမှာတိတ်တရာလောက်ဝင်ငွေရရှင်တယ်အဲ့ဒီလိုပြောလို့ရတယ် ငါက relationship တခုကို လိုရှင်ပါတယ်တော့ပြောနေမိအစငါအပေါ်မှာအရင်ချစ်ခင်ဆွေးနေပြီးငါကိုတင်ဖို့ထားလေးစားတဲ့သူတယောက်နဲ့ relationship တခုကိုရရှိတယ်တော့ပြောဆိုသင်မှတ်ရပါလိမ့်မယ် universe ဟာလိုရှင်တဲ့ဆင်သားတွေအပေါ်မှာမတုံ့ပြန်ပါဘူးရှင်းလင်းသေချာမှုရှိတဲ့အရာတွေပေါ်မှာပဲတုံ့ပြန်ပါတယ် ဒါပေမဲ့အဲ့ဒီနေရာမှာရည်ရွယ်ချက်သိသိရှိအောင်လည်းမလုံလောက်သေးပါဘူးမိတ်ဆွေအနေနဲ့ emotion ဆိုတဲ့စိတ်ခင်စားချက်ကိုပါထစ်သွင်းစဉ်းစားဖို့လိုပါတယ် emotion ဆိုတဲ့အရာဟာ manifest ပြုလုပ်တဲ့အခါတကယ့်ကို powerful ဖြစ်တဲ့အစွန်းထက်တဲ့အရာတစ်ခုဖြစ်ပါတယ် emotion ဆိုတဲ့စိတ်ခင်စားချက်ဟာ energy ကိုတည်ဆောင်းယူလာတတ်ပါတယ်အဲ့ဒီ energy ကိုပဲ universe ကတုံ့ပြန်ပါတယ် ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့လိုရှင်တဲ့အရာကို affirmation တွေသုံးပြီးဘလောက်ပဲရွေးဆိုနေပါစေ။နောက်တစ်ခါ scripting method တွေကို အသုံးချပြီးရင်စာကြောင်းအရေးအတွက်မြောက်များစွာရေးနေပါစေ။မိတ်ဆွေတို့ရဲ့စိတ်ထင်းမှာသင်တရားစိတ်တွေကြောက်ရင်းစိတ်တွေကင်းမင်းနေတဲ့စိတ်ခင်စားရှိတွေ ရှိမည်ဆိုရင်အဲ့ဒီအရာက အလုံးလုံးမှမဟုတ်ပါဘူး။ ယူနီဘာဆာမိတ်ဆွေတော်ပြောနေတဲ့ဘာသာစကားတွေကိုလည်းနားမလည်ပါဘူး။ဒါပေမဲ့မိတ်ဆွေတော်ခံစားနေတဲ့ခံစားချက်ကိုတော့နားလည်ပါတယ်။အဲ့ဒီအခါယူနီဘာဆာသူ့နားလည်တဲ့အတိုင်မိတ်ဆွေတော်စီကို ပြန်လည်ပြီးရင်တုံ့ပြန်မှုတွေပေးပါလိမ့်မယ်။ဒါကြောင့်တစ်ခါတလေကျွန်တော်ဟာကိုယ့်ရဲ့စိတ်ထင်းမှာတစုံတစ်ခုခုကိုအရန်ကိုအပူတပြင်းလိုရှင်နေတယ်ဆိုရင်အဲ့ဒီအရာနဲ့ဝေးကွာသွားတဲ့ကြတာဒါကြောင့်ပဲဖြစ်ပါတယ်။ လို့ရှင်တဲ့အရာတွေပေါ်မှာစိတ်ပြဲမှုတွေစိုးရိမ်မှုတွေသိမခင်ရှင်မှုတွေအဲ့ဒါတွေနဲ့ယိုးနိုးနေတယ်အဲ့ဒီလိုဖြစ်တဲ့အခါမိတ်ဆွေဟာကိုယ့်ရဲ့ emotion ကဘလို့ဖြစ်နေမလဲအဲ့ဒီအဆင်မပြေတဲ့ emotion ကို universe ကိုထုတ်ဖွဲ့လိုက်တယ်အဲ့ဒီအခါမှာ universe ကအဲ့ဒီ emotion ကိုရရှိလက်ခံပြီးရင်အဲ့ဒီလိုမိတ်ဆွေစီကိုအဆင်မပြေတာတွေကိုပဲပြန်ပို့တယ် တစုံတစ်ခုရောအပူတပြင်းလိုရှင်နေတယ်ဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်ပြီးကိုယ်စိတ်ထိမှာကြွေဝါနေရမင်းအစကိုယ်စိတ်ထိမှာကင်းမင်းမှုတွေကို ခံစားရတယ်အဲ့ဒီအချိန်မှာ ကိုယ်ခံစားတဲ့အတိုင်းအဲ့ဒီအရာနဲ့ပတ်သက်လို့ကင်းမင်းမှုတွေကိုပဲဆွေးဆောင်တယ် ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုလိုချင်တဲ့အရာနဲ့ပတ်သက်ပြီးအဲအဲ့ဒီအရာတွေကို ကိုယ့်ရဲ့ emotion နဲ့ကိုင်ညီအောင်ပြောင်းလဲပေးနိုင်တဲ့အခါအရာအလုံးဟာမိတ်ဆွေအတွက်အဆင်ပြေလာပါလိမ့်မယ်။ တကယ်တော့မိတ်ဆွေစိတ်ထဲမှာရှမ်းသာကြွေဝမှုတွေရယူရှင်နေဆိုရင်အဲ့ဒီရှမ်းသာကြွေဝမှုတွေဟာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာပြသလာအောင် အထီကိုမဆောင်ပါနဲ့အခုအချိန်ကလေးကကိုဟာရှမ်းသာကြွေဝပြီးသားလူတစ်ယောက်ကတော့ခံစားနေဖို့လိုအပ်တယ်ဥပမာမိတ်ဆွေဟာချစ်ချင်းမေတ္တာတွေကိုရယူလို့ရှင်တယ်ဆိုရင်အဲ တစုံတယောက်စီကချစ်ချင်းမေတ္တာရလာအောင်အထိကိုယ့်အတွက် perfect partner ရလာအောင်အထိကိုမစောင့်ပါနဲ့ပထမဆုံးအနေနဲ့ကိုယ့်ရဲ့စိတ်ထဲမှာမိမိကိုကိုချစ်ချင်းမေတ္တာတွေကိုခံစားပေးနိုင်ဖို့အရေးကြီးပါတယ်ကိုလိုချင်တဲ့အရာကိုရရှိပြီးသားဆိုတဲ့စိတ်ခံစားချက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ universe ဟာရွေးရှည်စရာမရှိတော့ပါဘူးသင်လိုချင်တဲ့အရာကို သင်ဘဝထေကို ပေးပို့ရမှာပဲဖြစ်ပါတယ် ဒါပေမဲ့လူအများစုကတော့ဒီလိုခင်စားချက်တွေမရရှိနိုင်ပြီဒီဟာသည်အမှန်တကယ်မဟုတ်ဘူးဆိုတဲ့စိတ်ခင်စားချက်တွေကိုခင်စားနေတယ်ကြတယ်ဒါသည်အတုအယောင်ပဲဒါသည်ကိုယ့်ကိုယ်ကိုလိမ်နေနေတာပဲဆိုပြီးတွေးတောတယ်ကြတယ်ဒါကြောင့် manifest ပြုလုပ်တဲ့အခါမှာစ조사ရုံးကယ်နေကြရတာဖြစ်ပါတယ်တကယ်တော့မိတ်ဆွေတို့ရဲ့မသိစိတ်ဟာ ဘေဟာကအစစ်အမှန်ဖြစ်တယ်ဘေဟာကစိတ်ကူးညင်နေတာဖြစ်တယ်ဆိုတာကိုမခွင်းရှားနိုင်ပါဘူးစိတ်ထင်းမှာပေါ်လာတဲ့အရာဟူသမျှကိုအဲ့ဒီမသိစိတ်ကတုံ့ပြန်ပေးပါလေဒါကြောင့်လိုရှင်တဲ့အရာဟာကိုရှင်းမှာရောက်လာအောင်စောင့်ဆိုင်နေမင်းအစအဲ့ဒီအရာမရောက်သေးခင်အဲ့ဒီအရာကိုရရှိပြီးပြီဆိုတဲ့စိတ်ခံစားချက်တွေနဲ့နေဖို့လိုအပ်ပါတယ် ဒါကြောင့်ကိုယ့်ရဲ့ပုံစံကိုကိုယ်ကိုယ်တိုင်မြင့်တင်ပေးပါမိษွေလူရှင်တဲ့အရာကိုရရှိပြီးသားလူတယောက်တကယ်သောသွားလာပါပြောဆိုပါစဉ်းစားပါဘာဖြစ်လို့လဲဆိုရင်မိษွေရဲ့စိတ်ခင်စားချက် emotion နဲ့မိษွေရဲ့ရည်ရွယ်ချက်ကိတ်ညီလာတဲ့အခါမှာ universe ဟာချက်ရှင်းတုံ့ပြန်ပါလိမ့်မယ်။မိษွေရဲ့မတိစိတ်ဟာတကင်းကိုအစွန်းထက်တဲ့လက်နဲ့တကူဖြစ်ပါတယ်။ ကြီးမားတဲ့အောင်မြင်မှုတိုင်းကြီးမားတဲ့ဘဝအပြောင်းအလဲတိုင်းဟာအမှန်တကယ်ရုပ်ပိဆိုင်ရာအရှိတွေမှာမပေါ်လာမီ ပုံစံတစ်ခုတော့ပထမဆုံးအနေနဲ့ချိခဲ့တယ်အဲ့ဒီပုံစံအဲ့ဒီဘာရှင်ဟာစိတ်ကူးရင်ပုံဖော်မြင်ရောင်မှုဆိုတဲ့ visualization ရဲ့ပါဝါပဲဖြစ်တယ်။မိတ်ဆွေဟာကိုလိုရှင်တဲ့ရလဲနဲ့သက်ဆိုင်တဲ့စိတ်ပိဆိုင်ရာပုံရိပ်တစ်ခုကိုဖန်တီးလိုက်တဲ့အခါအဲ့ဒီအရာသည် daydreaming ပြုလုပ်နေုံသာမက universe ကို ကိုလိုရှင်တဲ့ရလင်းတဲ့သက်ဆိုင်တဲ့ဒိတ်ရိုက် message တွေကို ပို့လွှဲပေးနေတာဖြစ်တယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာအရှိအအနေမှာမပေါ်လာသေးခင်ကိုလိုရှင်တဲ့ဖြစ်တည်မှု reality ကို ပုံဖော်နေတာပဲဖြစ်တယ်။ဒါကြောင့်မိတ်ဆွေဟာအောင်မြင်ရှင်တဲ့လူတယောက်ဖြစ်တည်ဆိုရင်မိမိကိုယ်ကို အောင်မြင်နေပြီတော့စဉ်းစားကြည့်ပါ အောင်မြင်နေပြီသားလူတယောက်ကိသောမိမိကိုယ်ကို မြင်အောင်ကြည့်ပါ တကယ်တော့မိတ်ဆွေဟာချစ်ချင်းမေတ္တာတွေကိုရရှိပိန်ဆိုင်လို့ရှင်နေဆိုရင်အဲ့ဒီအရာတွေဟာကိုယ်ပေါ်အထက်ကိုမရောက်လာမီအဲ့ဒီချစ်ချင်းမေတ္တာနဲ့သက်ဆိုင်တဲ့နှွေးထွေးမှုတွေကိုခံစားပါဒီလိုပြုလုပ်နေစဉ်အချိန်အတွင်းမှာမိတ်ဆွေရဲ့စိတ်ပိန်ဆိုင်ရာ ပုံရိပ်တွေဟာပုံမရှင်းလင်းပြတ်သားမှုတွေရှိနေလေယူနီဘာစီကိုမိတ်ဆွေဟာပုံမခိုင်မာတဲ့ message တွေကို ပေးပို့နေတာပဲဖြစ်တယ် ပြီးတော့ဆိုရင် virtualization ဆိုတဲ့စိတ်ကူးယဉ်ပုံဖို့မြင်ရမှုကိုထိရောက်အောင်ဘလို့ပြုလုပ်ကြမလဲဒါကရိုးရှင်းပါတယ်ပထမဆုံးအနေနဲ့မိဆွေကို အနှောင့်အယှက်မဖြစ်စေနိုင်တဲ့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတနေရာကိုရှာပါ ပြီးရင်မျက်လုံးတွေကိုမှိတ်ထားပါပြီးရင်အသက်ကိုလေးလေးနက်နက်ရှုပါကိုယ့်ရဲ့ခန္ဓာကိုယ်ကို relax အနေအထားမှာ ပြုလုပ်ထားပါ အဲ့ဒါပြီးနောက်သင်လို့ရှင်တဲ့အရာနဲ့သက်ဆိုင်တဲ့တိတာထင်ရှားတဲ့စိတ်ပိန်းဆိုင်ရာပုံရိပ်တစ်ခုကိုဖင်တီးပါအဲ့ဒီပုံရိပ်ကို ဖြစ်နိုင်သမျှတက်နိုင်သမျှအစစ်အမှန်ဖြစ်အောင်ပြုလုပ်ပါအဲ့ဒီပုံရိပ်ဟာဘာနဲ့တူလဲအဲ့ဒီပုံရိပ်နဲ့ပတ်သက်လို့ဘလို့ပုံစံမျိုးခံစားရသလဲအဲ့ဒီပုံရိပ်တွေထီကဘလို့အသင်တွေကိုမိတ်ဆွေကြားနိုင်မလဲဒီလိုအသေးစိတ်အချက်အလက်တွေကို ပေါင်းထည့်ပေးပါ မိတ်ဆွေရဲ့ပုံဝဲဟာပုံမအသေးစိတ်တွေလေအဲ့ဒီအတွေ့အကြုံနဲ့ပတ်သက်လို့တခေးကိုပုံမစွန့်အားထက်တဲ့အရာတခုဖြစ်လာလေလေပဲနောက်တစ်ဆင့်ကတော့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုခံစားပေးဖို့လိုအပ်တယ်။ကိုဖန်တီးထားတဲ့ပုံရိပ်ဟာအမှန်တကယ်ဖြစ်တယ်တော့ကိုကိုကိုခံစားနေဖို့လိုအပ်တယ်။အဲ့ဒီပုံရိပ်နဲ့ပတ်သက်လို့မြင်ရောက်ပါခံစားပါ။ တကယ်တော့သင်ဟာချမ်းသာကြွယ်ဝမှုကိုစိတ်ကူးရင်ပုံဖော်မြင်ရောက်နေတယ်ဆိုရင်မိษွေဟာဒီလိုငွေတွေအမြောက်အမြားကိုရည်တွဲနေရလို့ကိုယ်စိတ်ထဲမှာတကယ်ကိုစိတ်လှုပ်ရှားတက်ကြွနေတာတွေကိုယ့်ရဲ့ဘယ်စရင်ထဲမှာငွေတွေအမြောက်အမြားရှိနေတဲ့ပုံစံတွေကိုမြင်ရောက်ပေးဖို့လိုအပ်ပါတယ်တကယ်တော့မိတ်ဆွေဟာချစ်ချင်းမေတ္တာကို manifest ပြုလို့ရှိရင်တော့မိတ်ဆွေရဲ့နှလုံးသားထဲမှာလင်းနေတဲ့ အဆက်အသွယ်တခုကနေရှင်တခုရထားပြီမို့လို့အဲ့ဒီအဆက်အသွယ်ရဲ့နှွေးထွေးမှုတွေကိုခံစားနေဖို့လိုအပ်ပါတယ်ဒီနေရာမှာသောချက်ကတော့အဲ့ဒီအရာသည်အမှန်တကယ်ဖြစ်နေတကယ်သောတွေးကြုံနေဖို့လိုအပ်ပါတယ်။ manifestation နဲ့ပတ်သက်လို့လူအများဟာယုံကြည်စူးစမ်းနေကြရတာတွေရှိတယ်။ဘာဖြစ်လို့လဲဆိုရင် သူတို့ဟာစိတ်ကူးရင်ပုံဖော်မြင်ရမှုတွေကိုပြုလုပ်နေပေမင်းလင်းအဲ့ဒီအရာတိသူတို့အတွက်ဖြစ်နိုင်တယ်အမှန်တကယ်ဖြစ်နေတယ်အခုအချိန်မှာဖြစ်နေတယ်တော့သူတို့ဟာမယုံကြည်ကြလို့ပဲ။ဒါကလေဘာဖြစ်လို့လဲဆိုရင် သူတို့စီမှာနည်း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 အမြင့်တွေနေတဲ့ limiting belief တွေကြောင့်ပဲဖြစ်တယ်။ limiting belief ဆိုတာမြန်မာလိုဘာသာပြန်ပြီးပြောရမယ်ဆိုရင်ကန့်သက်ထားတဲ့ယုံကြည်ချက်ဖြစ်တယ်။အဲဒီယုံကြည်ချက်ကြောင့်ပဲကိုယ့်ကိုယ်ကို ကန့်သက်ခံရရတာမအောင်မြင်နိုင်တာ။ဒီလိုမျက်လုံးနဲ့မမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကြောင့်သူတို့ရဲ့လိုရှင်တဲ့ဘဝတွေကိုမရနိုင်ပြီးနောက်ပြန်ဆွေးရှာခင်နေကြရတာပဲဖြစ်တယ်။တခါတလေမိတ်ဆွေကြားမှုတာတွေရှိနိုင်တယ်။အဲ့ဒါကဘာတွေဖြစ်နိုင်မလဲဆိုရင် ငွေရဖို့အရင်ခက်တာပဲငါကအချစ်ကြီးမှကင်မကောင်းဘူးအောင်မြင်မှုဆိုတာတခြားသူအတွက်ပဲငါအတွက်မဟုတ်ပါဘူးဒီလိုယုံကြည်ချက်တွေဟာဂွင်းဆက်တစ်ခုအနေနဲ့လှုပ်ဆောင်တယ်တဲ့ဖြစ်တည်မှုပုံစံတစ်ခုဒီမှာပဲထက်တလေလေးထက်တလေလေးတွေ့ကဲနေတယ်ကြတယ် ဒီလိုယုံကြည်ရှဲတွေဟာသူတို့ရဲ့လူမှုအဖွဲ့အစည်းကလာတာလေးဖြစ်နိုင်သလိုမိသားစုစီကလာတာလေးဖြစ်တယ်ဒါမှမဟုတ်သူ့ရဲ့အတိတ်အတွေ့အကြုံကြောင့်လေးအဲ့ဒီ limiting belief တွေဖြစ်သွားတဲ့ကြတယ်တကယ်တမ်းကျတော့သူတို့ရဲ့ဥနှောင်းကို program ရေးဆွဲထားတာပဲဖြစ်တယ်ဒီလိုကိုယ့်ကိုနောက်ပြန်ဆွေးရှားနေတဲ့ limiting belief တွေကလွတ်မြောက်နိုင်ဖို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ပုံပြင်တွေကိုပြင်လဲရေးရှားဖို့လိုအပ်တယ် ကိုယ့်ရဲ့စိတ်ထဲမှာ limiting belief ပေါ်လာတဲ့အချိန်တိုင်းမှာကိုဟာအဲ့ဒီအရာနဲ့ပတ်သက်ပြီးစိန်ခေါ်မှုပြုလုပ်လိုက်ပါမိမိကိုယ်ကိုမေးခွန်းတွေမေးလိုက်ပါဒါကအမှန်တကယ်လို့လားဒါကငါ့ကိုသင်ကြားထားတဲ့အရာတွေလားစသဖြင့်ပေါ့နော်အဲ့ဒီလိုမေးခွန်းတွေမေးလိုက်ပြီးအဲ့ဒီနေရာမှာယုံကြည်ချက်အသစ်တစ်ခုကိုအစထိုးပါအဲ့ဒီယုံကြည်ချက်ဒီမိတ်ဆွေအတွက်တခင်းကိုစွန့်အားဖြစ်စေမယ် empowering belief ဖြစ်ရပါလိမ့်မယ် ဥပမာမိတ်ဆွေအားတစုံတစ်ခုဖြစ်ရှင်နေတစုံတစ်ခုအောင်မြင်ရှင်နေရရှင်နေဆိုပါစို့အဲ့ဒီအချိန်မှာမိတ်ဆွေရဲ့စိတ်ထေက ပြောလာပါလိမ့်မယ်ဒါကဘေတော့မှအောင်မြင်မှာမဟုတ်ဘူးဒါကဘေတော့မှဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီလိုကိုယ်စိတ်ထဲကပြောပြီဆိုရင်အဲ့ဒီအချိန်မှာမိမိကိုယ်ကိုရက်တင်လိုက်ပါကိုယ့်ရဲ့စိတ်ကိုရက်တင်လိုက်ပါပြီးတော့အဲ့ဒီစိတ်ကို ပြင်လေပြုပြင်ပါဘယ်လိုပြုပြင်ရမလဲဆိုရင် အောင်မြင်မှုဆိုတာတဘာဝပဲ ခြေလဲတိုင်းခြေလဲတိုင်းမှာငါဟာအောင်မြင်မှုနဲ့နှိကဲလာပြီဖြစ်တယ်။ တကယ်တော့မိတ်ဆွေဟာရှမ်းသာကြွေဝါရှင်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုပါစို့အဲ့ဒီအချိန်မှာမိတ်ဆွေရဲ့စိတ်ကဘာပြောမလဲဆိုရင်ငါကရှမ်းသာမှုနဲ့မထိတ်တယ်ဘူးလို့ပြောလာတယ်ဆိုရင်အဲ့ဒီအရာကိုချက်ချင်းရတဲ့ပြင်အဲ့ဒီစကားလုံးကိုပြောင်းပြန်လှန်လိုက်ပါငါကရှမ်းသာကြွေဝါမှုနဲ့ထိတ်တယ်တဲ့ငါကချစ်ချင်းမေတ္တာနဲ့ထိတ်တယ်တဲ့ငါကပျော်ရွှင်မှုနဲ့ထိတ်တယ်တဲ့ဆိုတော့ပြောင်းပြန်စကားလုံးတွေကိုပြောပါဒီလိုအလုပ်တွေကိုပုံမပြုတ်လို့လေလေး အဲ့ဒီမိတ်ဆွေရဲ့မသိစိတ်ကယုံကြည်ချက်အစ်စ်တွေကို စတင်လက်ခံလာနိုင်နေပြီပဲမသိစိတ်ထဲမှာရှိနေတဲ့ယုံကြည်မှုတွေပြောင်းလဲလာတဲ့အခါမိတ်ဆွေရဲ့ဖြစ်တည်မှု reality တွေစတင်ပြောင်းလဲလာပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုရင် manifestation ဟာတောင်းဆိုနေုံနဲ့မလုံလောက်သေးပါဘူးတောင်းဆိုနေုံချင်းမဟုတ်သေးပါဘူးကိုလိုရှင်တဲ့အရာကိုရရှိနေပြီးသားလူတယောက်ဖြစ်နေတာနဲ့ပဲသက်ဆိုင်ပါတယ် ဒီနေရာမှာ gratitude ဆိုတဲ့ကျေးဇူးတင်ရှင်သဘောတရားကလည်းအရင်ကိုအရေးကြီးတဲ့ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီ gratitude ဟာကိုလိုရှင်တဲ့အရာကို လွေကူမြင်ဆင်စွာ manifest ဖြစ်စေနိုင်အောင်အများကြီးအထောက်ပံ့ဖြစ်ပါတယ်။ကိုဘဝမှာရရှိပိန်ဆိုင်ပြီးသားဖြစ်တဲ့ ကို့အပေါ်ကောင်းကျိုးဖြစ်စေတဲ့အရာတွေကို အာယုံစိတ်လိုက်တဲ့အခါမိစေရဲ့ energy ဟာပြောင်းလဲလာပါလိမ့်မယ်ဘလို့ပြောင်းလဲလာမှလေးဆိုရင် မရှိဘူးကင်းမေးတွေဆိုတဲ့စိတ်တွေကနေပြီးတော့ရှမ်းသာကြွေဝါနေပါတယ်ဆိုတဲ့စိတ်တွေကို ပြောင်းလဲသွားပါလိမ့်မယ်ဒီလိုပြောင်းလဲသွားပြီဆိုရင် universe ကလည်းမိษွေလိုရှင်တဲ့အရာတွေကိုပို့မိုးပေးလာပါလိမ့်မယ်။မိษွေရဲ့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့အရာတွေကိုပို့မိုးပေးလာပါလိမ့်မယ်။ ဒီနေရာမှာတချို့သောသူတွေကမှားရင်းစွာ တွေးတောတဲ့ကြတယ်။အဲ့ဒါကဘာလို့ဆိုရင်ငါလိုရှင်တဲ့အရာကိုရတဲ့အခါမှာငါကဝမ်းသာမှာပါဆိုတဲ့စိတ်ကူးတွေနဲ့မှားယွင်းနေတဲ့ကြတယ်။တကယ်တော့လိုရှင်တဲ့အရာဟာ manifest မဖြစ်မီအချိန်ကလေးအပင် ကိုယ်စိတ်သေးမှဝမ်းမြဝမ်းသာ ဖြစ်နေတဲ့စိတ်ခင်စားချက်တွေရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ gratitude ဆိုတဲ့ကျေးဇူးတင်ခြင်းသဘောတရားဟာတကယ်ကိုလင်းနေတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီအရာသည် thank you လို့ဆိုတဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးတစ်လုံးတည်းနဲ့မလုံလောက်ပါဘူး။အဲ့ဒီ gratitude ထဲမှာတကယ်ကိုအတိအမဲ့ပြူတာတကယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်တာကိုယ့်ရဲ့အခြေအနေပေါ်မှာတကယ်ကိုနည်း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 ပျော်ရွှင်မှုတွေဖြစ်တာကြည်နည်းမှုတွေဖြစ်တာပါဝင်ပါတယ်။ ဒီလိုကျေးဇူးတင်ရှင်သဘောတရားကိုကိုယ့်အနေနဲ့ပြုလုပ်ဖြစ်အောင်အတွက်လီချင်းခဲတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ဒီလီချင်းခဲကလည်းအရင်ကိုရိုးရှင်းပါတယ်။ကိုယ့်အနေနဲ့နေ့စဉ်နေ့တိုင်းကိုယ့်ဘဝအတွက်ကောင်းကျိုးဖြစ်စေတဲ့အရာတွေအတွက်ကျေးဇူးတင်ပေးပါ။ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေးပါ။စိတ်ကြည်နေမှုတွေရရှိပေးပါ။ကိုယ်ဘဝကိုကောင်းကျိုးဖြစ်စေတဲ့အရာတွေဆိုတဲ့နေရာမှာလေအရင်ကြီးတင်ဖို့ကြည့်မှ ကြီးမားတဲ့အရာဖြစ်နေမှာ ဆိုလိုတာမဟုတ်ပါဘူးမနေ့အရာကထားတိုင်းထားတိုင်းမိတ်ဆွေအနေနဲ့အဲ့ဒီကိုယ့်ရဲ့နေ့တနေ့တာကို မစတင်မီကိုယ့်ရဲ့ဖုံးကိုမကြည့်မီကိုယ့်အနေနဲ့မိတ်ဆွေကို ကောင်းကျိုးဖြစ်စေတဲ့အရာ၃ခုကိုစဉ်းစားကြည့်ပါအဲ့ဒီအရာတွေပေါ်မှာကျေးဇူးတင်ပါ မိတ်ဆွေကျေးဇူးတင်မင်းအရာသည်ကြီးမားနေစရာမလိုပါဘူးဥမာဆိုပါစို့ပဒင်းပေါက်ကလေးကိုဖွင့်လိုက်တာနဲ့လေကောင်းလေသင်းရတာလေးဖြစ်နိုင်တယ်ကိုယ့်ရဲ့အိမ်ရာပေါ်မှာကိုဟာတက်တောင်းတက်တာနေရတာလေးဖြစ်နိုင်တယ်ကိုဟာကောင်းမွန်ဆိုတာအိမ်ရာကနှိုးထလာရတာတွေလေးဖြစ်နိုင်တယ်အဲ့ဒီလိုပုံစံမျိုးလေးတွေနဲ့ကျေးဇူးတင်တော့ရပါတယ်ကိုယ့်ရဲ့ခင်တာကိုကိုယ့်ရဲ့စိတ်ထဲမှာကျေးဇူးတင်ခြင်းသဘောတရားနဲ့ပြည့်ဝနေတာဒီပင်လည်းကိုလူရှင်တဲ့အရာတွေကိုရရှိဖို့တော့ချဲ့ပေးဖြစ်ပါတယ်။ ပြန်ရင်ကျေးဇူးတင်ခြင်းအလေးအထားနဲ့ပဲတဲ့လို့နောက်တစ်မျိုးရှိပါသေးတယ်။အဲ့ဒါကကိုကျေးဇူးတင်ရှင်တဲ့အရာ ကိုစိတ်ထဲမှာတကင်းကိုဟို အသိအမဲ့ပြုတဲ့အရာပေါ့ appreciate ဖြစ်တဲ့အရာအဲ့ဒီအရာကို စာနေရေးချဖို့လိုအပ်တယ်။ဒီလိုစာရေးချတဲ့အခါကို့အနေနဲ့ရရှိပိန်ဆိုင်ပြီးသားအရာတွေကို ရေးချရုံတောင်မက ကို့ဘဝထဲမှာ ိုဖြစ်ရှင်တဲ့အရာတွေကိုဘဝအထည်ကိုဝင်လာမိအရာတွေကိုလေရင်ရှားဖို့လိုအပ်ပါတယ်ကိုယ်ဘဝအထိမှာဖြစ်လာမယ့်အရာတွေကိုရေးချတဲ့အခါအဲ့ဒီအရာတွေသည်အမှန်တကယ် manifest ဖြစ်ပြီးသားတကယ်သောဆောင်ရွက်ဖို့လိုပါတယ်။အဲ့ဒီလိုစာရေးချတဲ့အခါဥပမာဆိုပါစို့မိတ်ဆွေဟာအလုတ်သေးတစ်ခုကိုလိုချင်တယ်။အဲ့ဒီတော့ငါကအလုတ်သေးတစ်ခုကိုရဖို့မျှော်လင့်နေတော့ရေးနေမယ့်အစား ငါလိုရှင်တဲ့အလုတ်တစ်ကိုရနေတော့ငါအရင်ဝန်းတာနေပြီအဲ့ဒီအလုတ်တစ်ကငါအတွက်တခင်းကိုကောင်းမွန်တဲ့အလုတ်တစ်ဖြစ်တယ်အဲ့ဒီလိုစလေးတွေရေးချပေးပါအဲ့ဒီအချိန်မှာမိတ်ဆွေရဲ့မသိစိတ်ကအဲ့ဒီ reality ဖြစ်တည်မှုကို စတင်လက်ခံလာပါလိမ့်မယ်ဒီနည်းနဲ့ငါလေးကိုလိုရှင်တဲ့အရာကိုအမှန်တကယ်ဖြစ်လာအောင် universe နဲ့ကိုင်ညီအောင်ပြုလုပ်တာပဲဖြစ်ပါတယ်။ ဆက်လက်လို့ပြောရမယ်ဆိုရင်ဒီနေရာမှာ gratitude ဆိုတဲ့ကျေးဇူးတင်ခြင်းတစ်ခုတည်းနဲ့မလုံလောက်သေးပါဘူး။မိတ်ဆွေတော့အနေနဲ့ inspire action ဆိုတဲ့လှုပ်ဆောင်ချက်တွေကိုပြုလုပ်ဖို့လိုအပ်ပါသေးတယ်။ universe မိတ်ဆွေကိုအခွင့်အရေးတွေပေးလာပါလိမ့်မယ်။ဒါပေမင်းနဲ့မိတ်ဆွေအတွက်အလုပ်တို့လုပ်ပေးမှာမဟုတ်ပါဘူး။ဥပမာမိတ်ဆွေကအောင်မြင်မှုကိုလိုချင်နေဆိုရင်အဲ့ဒါကို ထိုင်ပြီးရင်စောင့်နေတော့မရပါဘူး။ အဲ့ဒီအောင်မြင်မှုကိုရရှိပြီးသားလူတယောက်ကတော့ကိုယ့်ရဲ့ဘာရှင်းတွေကိုအစင်မြင်ရမယ်ကိုယ့်ရဲ့ပုံစံတွေကိုမြင့်တင်ပေးဖို့လိုအပ်တယ်တကယ်တော့မိဆွေဟာငွေကြီးမှာအောင်မြင်မှုတွေရရှိနေဆိုရင်ငွေကြီးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို သိထားဖို့လိုတယ်အခွင့်အရေးတွေရှာဖို့လိုတယ်အဲ့ဒီငွေကြီးအောင်မြင်လာအောင်ဘလို့ပြုလုပ်ရမလဲဆိုတဲ့အချက်တွေကိုလုံဆောင်ဖို့လိုအပ်ပါတယ်တကယ်တော့မိတ်ဆွေဟာချစ်ချင်းမိတာတွေကို လိုရှင်နေဆိုရင် ကိုယ့်ရဲ့ဘာရှင်ကိုယ့်ရဲ့ပုံစံကို အကောင်ဆုံးဖြစ်လာအောင်ပြုလုပ်ပေးဖို့လိုတယ်ကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့ဘာရှင်ကအကောင်ဆုံးဖြစ်နေရှင်အဖြစ်ကိုကလူမှန်ကိုတဘာဝအတိုင်းကိုဘဝထိကိုဆွေးငင်ညှို့ယူနိုင်ပါလိမ့်မယ် အခွင့်အရေးတွေဟာတစ်ခါတလေအဖို့အထစ်ကလေးတွေဖြစ်နေတဲ့တဲ့အိုင်ဒီယာတစ်ခုအဖြစ်ပြောဆိုဆွေးနွေးစရာတစ်ခုအဖြစ်ဆက်စီဖြစ်ပေါ်တော့မိတ်ဆွေကိုတစုံတစ်ခုပြုလုပ်စေဖို့အာဖိအားပေးတွန်းအားပေးနေတာပဲဖြစ်ဖြစ်အဲ့ဒီလိုအဖို့အထစ်ကလေးတွေဖြစ်တဲ့တဲ့ဒါမိဒါလေးတွေအပေါ်မှာအာယုံစိတ်ပါ Universe ဟာမိတ်ဆွေရဲ့ intuition ကတဆင့် intuition ဆိုတာကိုယ့်ရဲ့ အတွင်းစိတ်ကအလိုလျောက်သိနေတဲ့အသည့်ပေါ့နော်အဲ့ဒီအသည့်စိတ်ကတဆင်းမိတ်ဆွေစီကိုဆက်တွေ့လာပါလိမ့်မယ်တခါတလေခက်ခဲနေတဲ့အခြေအနေကိုရောက်ရှိနေရင်တောင်မှအဲ့ဒီလုပ်ငန်းစဉ်အပေါ်မှာယုံကြည်ပြီးရင်ဆက်လက်လှုပ်ဆောင်ပေးပါ တခါတလေတချို့သောအရာတွေကမိတ်ဆွေလိုရှင်တဲ့ပုံစံအတိုင်းမြင်းမြင်းဆင်ဆင်ဖြစ်လာတာမဟုတ်ပါဘူး အဲ့ဒီနေရာမှာသင်စရာစိတ်တွေရှိမေမိခွန်းတွေထုတ်ကြည့်မေငါဘာတွေများမှားနေသလဲစသဖြင့်မိမိကိုယ်ကိုစဉ်းစားမိတာတွေရှိတယ်။ဒါပေမဲ့ manifestation ကမိတ်ဆွေရဲ့အသေးစိတ်အချက်အလက်တွေနဲ့ပတ်သက်ပြီးထိုင်ချုံမှုမရှိပါဘူး။ manifestation ဆိုတာ energy ကိုင်ညီဖို့ပဲလိုပါတယ်။ energy ကိုင်ညီပြီဆိုရင် အရာဝတ္ထုတွေက သူ့ဟာနဲ့သူ အလိုလျောက်အဆင်ပြေတာပါလိမ့်မယ်။ နောက်တစ်ခါ universe ဟာ divine timing ဆိုတဲ့အချိန်မှာပဲအလုပ်လုပ်ပါတယ်။အဲ့ဒါကလူတွေရဲ့ deadline နဲ့မတူပါဘူး။နောက်ဆုံးရက်တွေမဟုတ်ပါဘူး။အဲ့ဒါကဘာဖြစ်လို့လဲဆိုရင်မိษွေအနေနဲ့ကိုလိုရှင်တဲ့ရလဲတွေကိုရှက်ရှင်းတွေးရှင်းမှတွေးမိ။မတွေးမြင်နိုင်ရတာလေးဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့ဒါသည်အဲ့ဒီမြင်ကွင်းရဲ့နောက်ွယ်မှာအလုံးမလုံးနေဘူးလို့လေမဆိုလိုဘူး။အလုံးချိနေမှာပဲအလုံးဖြစ်နေမှာပဲ။ ။ဒါကိုဥပမာအနေနဲ့ပြောမယ်ဆိုရင် မျိုးစည်းတစ်စီးကိုမြင်ကြီးထင်းမှာစိတ်ပြိုးလိုက်တာကိုစဉ်းစားကြည့်ပါ။အဲ့ဒီမျိုးစည်းကနေပြီးတော့အပင်တွေပေါက်နေပြီလားဆိုပြီးတော့နေ့စဉ်နေ့တိုင်းစစ်ဆေးဖို့အတွက်အဲ့ဒီမြင်ကြီးကို တူးဆွာရမှာမဟုတ်ပါဘူး။မိတ်ဆွေအနေနဲ့ပြုလုပ်ရမှာကအဲ့ဒီမြင်ကြီးကိုရေလောင်းရမေးပြီးတော့နေအောင်ရအောင်ထားပေးရမေးအဲ့ဒီအပင်ဟာအမှန်တကယ်ကြီးထွားလာလိမ့်မယ်လို့ယုံကြည်ရမေး။ ဒီလိုပဲမိတ်ဆွေလူရှင်တဲ့စင်တာကလေဒီအတိတ်ပဲလှုပ်ဆောင်ပါတယ်ပထမဆုံးအနေနဲ့ရည်ရွယ်ချက်တစ်ခုကိုတင်မဲ့ပေးပါပြီးရင်အဲ့ဒီအရာတွေအမှန်တကယ်ဖြစ်နေပြီတကယ်သောခင်စားပါပြီးတော့အဲ့ဒီအရာနဲ့ပတ်သက်လို့အစိုက်တက်ကြွဖွေရလှုပ်ဆောင်ချက်တွေလှုပ်ဆောင်ပါပြီးရင်အဲ့ဒီအရာပေါ်မှာတွေ့ကဲမနေပါနဲ့လွှတ်ချထားပါ ဒီနေရာမှာလွှတ်ချထားပါဆိုတာစွန့်လွှတ်လိုက်ပါလို့မဆိုလိုဘူးအဲ့ဒီအရာပေါ်မှာဆွေးနေနေတဲ့စိတ်ကိုခွာခြားခိုင်းတာဖြစ်ပါတယ်ဆိုလိုတာကကိုလိုရှင်နဲ့အရာဒီဘေးတော့ဖြစ်လာမလဲဘေးအချိန်ဖြစ်လာမလဲဘလို့ပုံစံမျိုးနဲ့ဖြစ်လာမလဲဆိုတဲ့စိတ်ခင်စားချက်တွေကိုလွှတ်ရှားခိုင်းတာပါလိုရှင်နဲ့အရာပေါ်မှာဆွေးနေနေတဲ့စိတ်ကိုခွာရှားခိုင်းတာဖြစ်ပါတယ် အရာအားလုံးဟာသူ့ဟာနဲ့သူအားဆိုင်စရာမလိုဘဲနဲ့ဖြစ်လာတာကိုစောင့်ကြည့်ုံပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်မိษွေဟာ universe ကိုယုံကြည်တဲ့အခါအဲ့ဒီဟာသည်အမှန်တကယ်ဖြစ်လိုက်မည်ဆိုတာကိုကိုယ့်ရဲ့ယင်ထေးကသိရှိပြီးသားဖြစ်တယ်။မိษွေလိုရှင်တဲ့အရာအလုံးဟာမိษွေရဲ့အတွင်းဘိတ်မှာရှိနေပြီးသားပဲဖြစ်တယ်။အဲ့ဒီအရာကိုဟို energy ကိန်းကြီးအောင် ပြုလုပ်ဖို့ပဲလိုအပ်ပါတယ်။ အခုဒီဗီဒီယိုအထင်းမှာမိတ်ဆွေတို့လိုချင်တဲ့အရာကိုရရှိအောင် University ကဘလို့တောင်းဆိုရမလဲဆိုတာကို ပြောပြပေးခဲ့ပြီးဖြစ်ပါတယ်။ manifestation ကတော့ဒီမူဝါဒတွေကိုသိုံနဲ့မပြီးသေးပါဘူးအဲ့ဒီအရာတွေကိုလေ့ကျင့်ဖို့လိုအပ်ပါတယ်အဲ့ဒီလေ့ကျင့်ခန့်ကိုဒီနေ့စတင်လိုက်ပါအဲ့ဒီတော့စတင်နိုင်ဖို့လိုရှင်တဲ့အရာကိုရှင်းရှင်းလင်းလင်းသိပါအဲ့ဒီအရာသိရနေပြီးသားတကယ်တော့ခင်စားပါ ြီးရင်ကျေးဇူးတင်ရှင်းဆိုတဲ့ gratitude သဘောတရားကိုလေ့ကျင့်ပါပြီးရင်နောက်ထပ် inspire action တွေကိုပြုလုပ်ပါ universe ဟာတင့်ရဲ့ energy ကို အမြဲတမ်းတုံ့ပြန်ပါတယ်တင့်ရဲ့ energy ဟာတင်လို့ရှင်တဲ့အရာနဲ့ energy ကိုင်ညီတဲ့အခါအဲ့ဒီအရာသည်အမှန်တကယ်ဖြစ်လာရမှာပဲဖြစ်တယ် ဒီဗီဒီယိုဟာမိတ်ဆွေတို့အတွက်အကျိုးရှိနိုင်ပြီလို့မျှော်လင့်ပါတယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနင်ကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်